ဒါအခုဆိုလို့ချင်းကျွန်တော်တို့ကကိုယ်စလင်လောင်းနေလဲပြည်တော်စုရွေးကောက်ပွဲတော့မရှိဘူးတည်ပြီးသွားပြီဆိုတော့အဲကျွန်တော်တို့အခုချိန်မှာဘာတွေလုပ်နေလဲဆိုလို့ချင်းဒီကိုယ်စလင်လောင်းတို့ဒီကျွန်တော်တို့တင်နန်းပို့ချနေတာရှိတယ်တင်နန်းပို့ချတာကတော့ပထမဦးဆုံးကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဝင်ရောက်ရှင်တန်ကြမယ်အကိုစလေလောင်းတွေကိုပထမဦးဆုံးကျမတို့တင်နန်းပို့ချပါမယ်။နောက်အဲ့ဒါပြီးတော့ကျမတို့အေယာဝတီလည်းပို့ချပြီးပါပြီ။နောက်ပခိုးတိုင်းလည်းပို့ချပြီးပါပြီ ပြီးတော့ရှေ့ကျွန်တော်တို့ဆက်လက်ပို့ချမှာတော့မန္တလေးစကိုင်းမကွေးကရာရှမ်းပေါ့နော်ပြီးလို့ရှေ့မုံကရင်တလင်သာရီကချင်ပေါ့နော်အစတစ်ဖြစ်ဒီလိုတွေကျွန်တော်တို့ကိုယ်စလဲလောင်းတင်တန်းတွေဖွင့်လှစ်ပြီးတော့မှပို့ချသွားမှာဖြစ်ပါတယ်အဲကျွန်တော်တို့ချင်းနဲ့ရခိုင်မှာလည်းရှင်းတိုင်မှာလည်းရှင်းအဲသို့တော်လည်းလူနည်းစုပဲဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ရန်ကုန်တိုင်းရဲ့တင်တန်းမှာချင်းနဲ့ရခိုင်ပေါ့နော်ရန်ကုန်မှာတင်တန်းတစ်ချိန်ဖွင့်ထားတဲ့ဘကူ ပဲပဲတိုင်းဒေသကြီးအတွက်တင်နန်းနဲ့ရန်ကုန်တိုင်းဒေသကြီးအတွက်တင်နန်းမှာကျွန်တော်တို့တစ်ခါလေးပဲရှင်းတဲ့ရခိုင်ကိုယ်စားလှယ်လောင်းတွေကိုလည်းကျွန်တော်တို့တင်နန်းပို့ချပြီးဖြစ်ပါလိမ့်ရှင်။ဒီတင်နန်းပို့ချခြင်းရဲ့ရည်ရွယ်ချက်ကတော့နံပါတ်၁ကတော့ပါတီမှာဟိုတောက်လျှောက်ပါခဲ့တဲ့ပါတီဝင်အမှုဆောင်ပဲဖြစ်ဖြစ်နောက်ခုမှ2025ရွေးကောက်ပွဲမှာပါအော်ပါဝင်ဖို့ပေါ့နော်ရှင်းတန်ဖို့တို့အတွက်ကျွန်တော်တို့ပါတီကိုဝင်လာကြတဲ့ကိုယ်စားလှယ်လောင်းတွေပဲဖြစ်ဖြစ်ပေါ့နော် ကျွန်တော်တို့ပါတီကိုယုံကြည်လို့ဝင်လာတဲ့ပါတီရဲ့အကြောင်းကိုထဲထဲဝင်ဝင်သိအောင်နမတိတာကျွန်တော်တို့တင်ကြားပို့ချပေးတာဖြစ်ပါတယ်ဆိုဒုတိယကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲရှင်းတန်ရတဲ့အချိန်မှာနိုင်ငံတော်ကပြတ်သားထားတဲ့အဲရွေးကောက်ပွဲဥပဒေမိဥပဒေအပြီးလို့ရှင်းအခြားပေါ့နော်ဒီတည်ဆဲဥပဒေတွေကိုချိုးဖောက်မှုမရှိဘဲနဲ့တီတီရောက်ရောက်နဲ့မဲဆွယ်စည်းရုံးနိုင်အောင်ဒီဥပဒေမိဥပဒေတွေလည်းကျွန်တော်တို့ပို့ချတာဖြစ်ပါတယ် အဲနောက်တစ်ခုကတော့ပါတီရဲ့နေကျွန်တော်တို့ထုတ်ပြန်ကြေညာမယ်ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကိုလည်းကျွန်တော်တို့ပို့ချလာဖြစ်ပါတယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ campaign ကာလပေါ့နော် campaign ဆိုတာအောင်နိုင်ရေးပေါ့ရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာအဲကျွန်တော်တို့ကအပိုင်းနဲ့ပိုင်းပွဲပြီးဆောင်ရွက်နေပါတယ်ပထမအပိုင်းကတော့ကျွန်တော်တို့ online campaign ဖြစ်ပါတယ် online campaign ကိုတော့ကျွန်တော်တို့ဘဟုကနေဥဆောင်ပြီးဆောင်ရွက်ပါတယ်အဲသို့တော်လည်း on ground campaign ပေါ့နော် ဆိုလို့ရှိရင်ရေပြင်းမှာတကယ်ကိုဟိုရွေးကောက်ပွဲအောင်နိုင်ဆောင်ရွက်ဖို့ဆိုလို့ရှိရင်အဲတက်ဆိုင်ရာကိုယ်စားလှယ်လောင်းတွေကမိမိနဲ့တက်ဆိုင်တဲ့မဲဆန္ဒနဲ့မှာဒီရေပြင်းမှာအလုံလုံကြဖို့ကိစ္စအတွက်ကိုကျွန်တော်တို့စုဖွဲ့လာအဖွဲ့အစည်းနဲ့ဆောင်ရွက်တာဟိုစီကံကြကြနဲ့စီစီလုံးလုံးဆောင်ရွက်တာပြီးလို့ရှိရင်ကြီးကြီးရောက်ရောက်ဖြစ်အောင်ကျွန်တော်တို့ဒီသင်တန်းကိုပို့ချခြင်းဖြစ်ပါလိမ့်ရှင်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင်နဲ့ ထုတ်ပြန်ထားတဲ့ဒီနိုင်ငံရေးပါတီတွေလိုက်နာရမယ်ကျင့်ဝတ်တွေလည်းကျွန်တော်တို့တင် जा ပို့ချပေးတာဖြစ်ပါတယ်အဲဒီလိုတင် जा ပို့ချပေးခြင်းဒီကျွန်တော်တို့ကိုယ်စလဲလောင်းတွေတိတိတိအပ်တာတွေအကုန်လုံးကိုကျွန်တော်တို့ပို့ချပေးပြီးလို့ရှိရင်ကိုယ်စလဲလောင်းတွေကိုယ်တိုင်ကလည်းအစုပွဲတွေဖွဲ့ပြီးတော့မှစီမံချက်တွေရေးပြီးတော့မှကျွန်တော်တို့စီမံချက်တွေပြန်လဲရှင်းလင်းတင်ပြတင်ပြပြီးလို့ရှိရင်ကျွန်တော်တို့စာမေးပွဲခြေတာလဲစာမွဲစစ်တာလဲကျွန်တော်တို့စာရွက်တာဖြစ်ပါလိမ့်ရှင် အဒီရန်ခတ်သေးပါမူတည်ပြီးလို့ဖြစ်တယ်ကိုစလေလောင်းတူဦးချင်းစီကိုကျမတို့အကဲထက်တာလေးပေါ့နော်ဒါလည်းဆောင်ရွက်တာဖြစ်ပါမယ်ရှင်အဲ့ဒါကတော့ကျမတို့ပါတီဝင်ပေါ့နော်စလေးတစ်ချအဖြစ်အောင်လို့အတွက်ကျမတို့တိဆောက်ခြင်းဖြစ်ပါလေတိဆောက်ခြင်းဖြစ်ပြီးတော့မှဒီ2025ဒီဇင်ဘာ28ရက်နေ့မှာစတင်မဲ့ရွေးကောက်ပွဲကြီးအတွက်ကျမတို့အစဉ်မြင့်ဖြစ်အောင်ဆောင်ရွက်လုပ်ကြတာဖြစ်ပါမယ်ရှင်တော့ဒီနေ့ကြွားရောက်လာတဲ့ကျမတို့ပါတီကိုစိတ်ဝင်စားကြတဲ့ မြုံမြင့်မြုပ်ဖားလေးပြီးလို့ရှိရင်ပါတီဝင်တွေပေါ့နော်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကစီတာနဲ့လည်းပြောနေတော့ဒီအိမ်ကြီးနာချင်းဒီရက်ွက်သူရက်ွက်သားတွေလည်းကြားမအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီကကျွန်တော်တို့ကပြည်သူလူထုကြားထဲရနေပေါက်ပွားလာပြီးတော့မှပြည်သူလူထုရဲ့လူလားချက်တွေပြည်သူလူထုရဲ့စံဓာတ်တွေကိုကျွန်တော်တို့အကောင့်ထဲပေါ်ပေးဖို့လို့အတွက်ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါလေပြည်သူနဲ့တသားတည်းရှိနေတဲ့ပါတီဖြစ်ပါလေเนาะအဲ့ဒါကြောင့်မလို့ ော်ကျွန်တော်တို့ပါတီကိုဒီလိုရုံးဆိုလို့ရှိရင်လည်းဝင်လာပြီးတော့မှစကားထိုင်ပြောလို့ရပါတယ်။ပြီးလို့ရှိရင်ဒီကိုရက်ွက်ထဲမှာဖြစ်နေတဲ့အခြေအနေလေးတွေဟိုဒီလူတွေရင်ဆိုင်နေကြရတဲ့ပြည်သူလူထုရင်ဆိုင်နေရတဲ့ဒုက္ခတွေလည်းလာပြီးပြောလို့ရပါတယ်။အတန်လေးတွေကိုလည်းသက်ဆိုင်ရာမြို့နယ်အမှုဆောင်ဖွဲ့ရနေပြီးတော့မှဒါလေးတွေမှတ်သားပြီးတော့မှကျွန်တော်တို့ fiber group တွေရှိပါတယ်။အဲ fiber group တွေကနေပြီးတော့မှအတိုင်းဒေသကြီးကြီးနဲ့မှုဆောင်ဖွဲ့တွေတည်အောင်လ ိုင်းဒေသကြီးကြီးနဲ့အမှုဆောင်ဖွဲ့နေရတယ်အဲကျွန်တော်တို့ဘဟုဝါသိအောင်ပေါ့နော်အစစ်အစစ်ကြင်ကြပေးခြင်းအဖြစ်ဒီလူအတန်ကိုကျွန်တော်တို့ကထိုင်းရဲ့ချားနိုင်မှာဖြစ်ပါလို့နောက်တစ်ချိန်ပေါ့နော်ကျွန်တော်တို့ရွေးကောက်ပွဲပြီးသွားပြီပြီးသွားပြီးတော့မှရွေးကောက်ခံရပြီးပြီဆိုလို့ရှိရင်တော့ရွေးကောက်ခံကိုယ်စားလှယ်တွေရတယ်အဲကျွန်တော်တို့မြို့နယ်ပါတီရုံးတွေမှာထိုင်ပြီးတော့မှအဲ့လွတ်တော်တက်တဲ့အချိန်တော့ရှိမှာပေါ့နော်လွတ်တော်တက်တဲ့အချိန်တနင်္လာနေ့တောက်ကြတက်တယ်စနေတနင်္လာတွေလိုမျိုးမလက်ပိုင်း နက်ပိုင်းဖြစ်ဖြစ်ညနေပိုင်းဖြစ်ဖြစ်တလေးကို2နာရီ3နာရီလောက်ရုံးထိုင်ပြီးလို့ရှိရင်အတီလူလူလူနဲ့မျက်နှာချင်းဆက်ဆက်ွဲဆောင်ရွက်နိုင်အောင်ဒါလေးတွေလည်းဆက်လက်ဆောင်ရွက်တော့တော့ဖြစ်ပါလိမ့်ရှင်အဲ့ဒါကြောင့်မလို့ဒီမြို့နယ်ရုံးဒီရဲ့အခမ်းအနားကအရေးကြီးတယ်လို့ဒီမှာဆိုလိုချင်တာဖြစ်ပါလေ။တော့ကိုယ်စလဲလောင်းကိုဦးကျင်းစီတော့တစ်ချိန်မှာလဲရွေးကောက်ခံကိုယ်စလဲဖြစ်သွားနေတယ်။ရွေးကောက်ခံကိုယ်စလဲရဲ့အတော်ကြီးပေါ့နော်။ထမ်းဆောင်တယ်ကိုအရေးကြီးတာဖြစ်ပါလို့။အဲပြီးလို့ရှိရင်ကျွန်တော်တို့ ီရွေးကောက်ခံရပြီးလို့ရှင်တော့ဒီရွေးကောက်ခံကိုယ်စားလှယ်တူပေါ့နော်လွတ်တော်ကိုယ်စားလှယ်တူရဲ့အဲတာဝန်တွေကတော့တာဝန်၃ရပ်ရှိပါလေနံပါတ်၁ကတော့ကိုစားပြုခြင်းပါလေပြည်သူလူထုကနေမဲနေရွေးချယ်လိုက်ပြီးတော့မှပြည်သူလူထုကိုကိုစားပြုရမယ်တာဝန်ရှိပါလေအဲ့ဒါကြောင့်မလို့ပြည်သူတန်နာဆောင်ရမယ်ပြည်သူတွေရဲ့အခက်အခဲကိုနားဆောင်ရမယ်ပြည်သူအခက်အခဲကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှာဖွေရမယ် အဲဒီလိုရှိပါတီဘုံကိုအချိန်နဲ့တည်းကြီးတင်ပြပြီးလို့ရှိရင်ဒီမူဝါဒတွေနဲ့ကျွန်တော်တို့ခေရှင်းဆောင်ရွက်နိုင်တာလေကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါလိမ့်ရှင်။မြတ်တိကတော့ပူဇော်ပြုခြင်းဖြစ်ပါလေ။ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဥပဒေပြုခြင်းဖြစ်ပါလိမ့်ရှင်။ဆိုလို့ရှိရင်ဥပဒေပြုခြင်းအဲဟိုဟာပေါ့ရှင်လုပ်ငန်းစဉ်ကတော့အရှိန်ဖြစ်ပါလေ။ဥပဒေပြုခြင်းလုပ်ငန်းစဉ်အရှိန်တဲ့ပါမှာဥပဒေတွေတော်တော်ချောပြီဆိုလို့ရှိရင်အဲကျွန်တော်တို့လွတ်တော်ရဲ့ဥပဒေစံကုန်ကိုတင်ပြီးတော့မှာ တို့တော်ကိုယ်စလဲလေးကနေဒါလည်းစီစစ်ရတာဖြစ်ပါလိမ့်ရှင်။အဲစီစစ်တဲ့နေရာမှာကျမတို့ကဒီပြည်သူလူထုဆိုတဲ့မျက်မှန်တက်ပြီးတော့မှဒီဥပဒေတွေဟာပြည်သူအတွက်အကျိုးရှိတာဟုတ်ရဲ့လား။ဒါပြည်သူတွေတကယ်လိုက်နာရတဲ့အချိန်မှာဝန်တော့ဝန်ဘုံမဖြစ်ခဲနဲ့ပြည်သူအကျိုးရှိနိုင်တဲ့ဥပဒေဖြစ်ရလားဆိုတော့ဒီပြည်သူလူထုဆိုတဲ့မျက်မှန်တက်ပြီးတော့မှကျမတို့ဥပဒေတွေစီစစ်ပြီးတော့မှကျမတို့ဥပဒေပြုခြင်းဆောက်ရွံ့ရတာဖြစ်ပါလေ။အဲနောက်ဆုံးတစ်ခုကတော့ကျမတို့ဒီ အထုတ်ရေးအာနာပိုင်နေပေါ့နော်အစိုးရနေပေါ့နော်အစိုးရနေအစိုးရနေပြီးလို့ရှိရင်တရားစီရင်ရေးအာနာပိုင်နေတရားထွတ်တော်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ထွတ်တော်နဲ့တုံးရပေါ့နော်အပြန်အလှန်ထိတ်ချောင်းခြင်းကိုကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီအစိုးရအဖွဲ့ဆိုတာတော့ဒါအထုတ်ကြအာနာပိုင်နေ